မင်္ဂလာပါရှင်ကျမကတော့အင်ရှူမီပါဒီကနေ့မှာတော့ပေတုံတန်ရှင်တော်ဝင်ကြီးချုပ်ရာတို့ကနေဆိုင်းငံ့ခံရတဲ့အကြောင်းကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်ထိုင်းနိုင်ငံရေးသမိုင်းတခြားအသက်အငယ်ဆုံးအမျိုးသမီးဝင်ကြီးချုပ်ပေတုံတန်ရှင်တော်ဟာမနေ့ကတော့ဝင်ကြီးချုပ်ရာတို့ကနေဆိုင်းငံ့ခံလိုက်ရပါပြီထိုင်းဝင်ကြီးချုပ်အဖြစ်ကြာဝင်ယူပြီးတနစ်ပြေးဖို့တလားလို့မနေ့ကဇူလိုင်၁ရက်မှာဝင်ကြီးချုပ်ပေတုံတန်ရှင်တော်ဟာထိုင်းဆိုရအိမ်တော်ကနေထွက်ခွာသွားခဲ့ရတာပါ ထိုင်းနိုင်ငံဖွဲ့စည်းပုံဆိုင်ရာခုံရုံးကဝင်ကြီးချုပ်ပေတုံတန်ရှင်တော်ဝက်ကိုယာရုကနေဆိုင်းငံ့ကြောင်းဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။ထိုင်းကမ္ဘောဒီးယားနယ်စပ်ပြဿနာနဲ့ပတ်သက်ပြီးဝင်ကြီးချုပ်ပေတုံတန်နဲ့ကမ္ဘောဒီးယားဝင်ကြီးချုပ်ဟာဟွန်ဆန်တို့ဖုံးပြောဆိုမှုအတန်ဖိုင်ပေါက်ကြားခဲ့ပြီးတဲ့နောက်ဒီဆိုင်းငံ့မှုဖြစ်လာတာပါ။ဝင်ကြီးချုပ်တယောက်အနေနဲ့ပြောခဲ့တဲ့စကားတချို့ဟာနိုင်ငံသားတွေအပေါ်ကာကွယ်မှုမရှိတာစစ်တပ်ကိုပြစ်တင်ဝင်ပန်းတာမျိုးတွေရှိခဲ့တာကရှင်းဝင်းနဲ့မညီဘူးဆိုတဲ့ဆွဆဲချက်တွေနဲ့ ထိုင်းတိုက်ခံလွတ်တော်အမတ်တွေရဲ့အတန်းကိုစူးစီးပြီးအထက်လွတ်တော်ဥက္ကဋ္ဌကဖွဲ့စည်းပုံဆိုင်ရာခုံရုံးကိုတိုင်ကြားခဲ့တာဖြစ်ပါတယ်။အဲ့ဒီတင်ပြမှုကို ခုံရုံးကဇူလိုင်လ၁ရက်မှာကြားနာခဲ့ပြီးတဲ့နောက်ခုံရုံးအဖွဲ့ဝင်တွေကမဲအများစုနဲ့အခုလိုဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ပေထုံတန်းအနေနဲ့အခုဆုံးဖြတ်ချက်ကို15ရက်အတွင်းပြန်လည်ခြေပနိုင်မယ်လို့လည်းခုံရုံးကဆုံးဖြတ်ပါတယ်။ပေထုံတန်းဟာသူ့ရဲ့ဖခင်တက်စင်ရှင်နဝတ်နဲ့အတော်ရင်လက်ရှင်နဝတ်တို့ဝင်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ချိန်တုန်းကတွေ့ကြုံခဲ့တဲ့အတိုင်းယာရုကနေလုံးဝဖြုတ်ချခံရနိုင်တဲ့အထိအခြေဆိုင်လာတာပါမစ္စတာဟွန်ဆန်ကသူနဲ့ပေထုံတန်ပြောခဲ့တဲ့အတန်ဖိုင်ထဲကဒဇိုက်တစ်ပိုင်းအတန်ဖိုင်ကိုနိုင်ငံရေးသမားအယောက်80နဲ့မျှဝေခဲ့တယ်လို့ပြောပြီးသူတို့တွေကတူဟာအဲ့ဒီအတန်ဖိုင်ကိုဖွင့်ချခဲ့တယ်လို့ဆိုပါတယ်အတန်ဖိုင်မှာပေထုံတန်ကဟွန်ဆန်ကိုဥလေးလိုသုံးလုံးခဲ့တယ်လို့ထိုင်းစစ်တပ်အရာရှိတအူးကိုရည်ညွှန်းတဲ့အထိပ်ပဲပါတဲ့စကားတချို့လည်းပြောခဲ့ပါတယ်။အဲ့ဒီအတန်ဖိုင်ပေါက်ကြားခဲ့မှုပေါ့ ပေထုံတန်းကစစ်တပ်နဲ့လူလူကိုတောင်းပန်ခဲ့သလိုနေဆက်အငင်းပွားမှုအရင်းနဲ့ပတ်သက်ပြီးစစ်ဆက်ညီနိုင်းဤတခုအနေနဲ့အခုလိုပြောဆိုခဲ့တယ်လို့တုံ့ပြန်ခဲ့ပါတယ်။ကမ်ဘောဒီးယားနဲ့ထိုင်းနိုင်ငံကြားမေလနောက်ပိုင်းတုန်းကဖြစ်ခဲ့တဲ့နယ်မြေအငင်းပွားမှုအတွင်းကမ်ဘောဒီးယားစစ်သားတအူသေဆုံးခဲ့ပြီးရဲ့နောက်နှစ်နိုင်ငံဆက်ဆံရေးတင်းမာမှုဖြစ်ခဲ့ပါတယ်။ဒီအငင်းပွားမှုကြောင့်ထိုင်းနဲ့ကမ်ဘောဒီးယားနှစ်နိုင်ငံရဲ့ဆက်ဆံရေးဟာဆယ်စုနှစ်အတွင်းအနှိမ့်ဆုံးကိုရောက်လာခဲ့ပါတယ်။ဒါပေမဲ့နှစ်နိုင်ငံတင်းမာမှုဟာအခုမှမဟုတ်ပါဘူး။ ကမ္ဘောဒီးယားကိုပြင်သစ်သိမ်းပြီးတဲ့နောက်ရေးဆွဲခဲ့တဲ့နယ်စပ်ရေးကြောင့်တင်းမာမှုဖြစ်နေတာရာစုနှစ်တခုကျော်နေပြီဖြစ်ပါရဲ့အခုတော့နှစ်နိုင်ငံနယ်စပ်ကန့်သက်ချက်တွေလုပ်ခဲ့ပြီးကမ္ဘောဒီးယားဟာထိုင်းရဲ့အစားအသောက်နဲ့လျှက်စစ်ဖြန့်ဖြူးတာကိုပိတ်ပင်တားမြစ်လိုက်တယ်လို့ထိုင်းရုပ်သံဇလန်းတွဲတွေကိုလည်းတားမြစ်ထားပါတယ်ဒီလိုတင်းမာမှုကြောင့်ပဲပေထုံတန်းကဟွန်ဆန်စီဖုံးကိုဆုံးမှုဟာပေါက်ကြားမှုဖြစ်ခဲ့ပြီးဝင်ကြီးချုပ်နှုတ်ထွက်ဖို့ထိုင်းလူလူကဆန္ဒပြတာတွေလည်းဖြစ်ခဲ့ပါတယ် နှစ်နိုင်ငံကြားဒီလိုတင်းမာမှုတွေရှိနေပေမဲ့လည်းရှင်နဝမိသားစုဟာဖွန်ဆန်မိသားစုနဲ့ဆဲစုနှစ်ကြားအောင်ရင်းနှီးချစ်ကြည်မှုရှိနေခဲ့တဲ့သူတွေဖြစ်ပါတယ်။ဖွန်ဆန်နဲ့ပေထုံနိုင်ရဲ့ဖခင်တဆင်တို့နှစ်ဦးကြားမှာရင်းနှီးမှုကညီရင်းအကိုဆက်ဆံရေးအဖြစ်ဒေတာရင်းရှုမြင်ထားကြတာဖြစ်ပါတယ်။ဝင်ကြီးချုပ်ယာရုဆိုင်ငံခံလိုက်ရပြီမယ်။ပေထုံတန်ရှင်နဝဟာအစိုးရအဖွဲ့မှာရင်ကျင်းမှုဝင်ကြီးအဖြစ်ဆက်ရှိမှာပါ။ခုံရုံးရဲ့ဆုံးဖြတ်ချက်မတိုင်ခင်မှာအစိုးရအဖွဲ့ယာရုပြောင်းလဲကို ထိုင်းပြည်ရင်မြင်းမြတ်ကတရားဝင်ထောက်ခံပေးထားပြီဖြစ်လို့အစိုးရအသည့်မှာပေထုံတန်းဟာဒုတိယဝန်ကြီးချုပ်နဲ့ငင်းကျေးမှုဝန်ကြီးတာဝန်ကိုဆက်ယူမှာဖြစ်ပါတယ်။ပေထုံတန်းဟာငင်းကျေးမှုဝန်ကြီးယာရုကိုကြာသပတေးနေ့မှာကြမ်းကြိမ်ဆိုပြီးရယူမှာဖြစ်ပါတယ်။ထိုင်းဝန်ကြီးချုပ်ယာရုလိလက်နေတဲ့အချိန်မှာယာယီဝန်ကြီးချုပ်နေရာကိုလက်ရှိဒုတိယဝန်ကြီးချုပ်နဲ့ပို့ဆောင်ရေးဝန်ကြီးတာဝန်ယူထားတဲ့ဆူရီးယားဂျွန်ရွန်ရန်ကီကတာဝန်ယူမှာဖြစ်ပါတယ်။တကယ်တမ်းတော့ကမ်ဘောဒီးယားထိုင်းနယ်စပ်ပြဿနာအပြင် အစိုးရအဖွဲ့အတွင်းမှာလည်းမညီညွတ်မှုတွေရှိခဲ့ပါတယ်။ညွန်ပေါင်းအစိုးရအဖွဲ့အတွင်းမှာပြည်အရေးဝင်ကြီးပါဝင် ဝင်ကြီးတချို့နှုတ်ထွက်စာတင်ခဲ့ကြပါတယ်။နှုတ်ထွက်ခဲ့တဲ့ဝင်ကြီးတွေကညွန်ပေါင်းအစိုးရအဖွဲ့ထဲမှာဝင်ကြီးနေရာ900ချက်မနည်းယူထားခဲ့တဲ့ပုံချန်တိုင်းပါတီကဖြစ်ပါတယ်။ဒီပြဿနာတွေမကြိုင်ခင်မှာလည်းဝင်ကြီးချုပ်တာဝန်ယူထားတဲ့ပေတုံတန်ပေါ်ဖခင်ထိုင်းဝင်ကြီးချုပ်ဟောင်းတက်စင်ရဲ့စိုးမိုးချက်လက်မှုတွေရှိတဲ့ဆိုတဲ့စွပ်စွဲချက်တွေရှိခဲ့ပါတယ်။ဒါရီမကပုံချန်တိုင်းပါတီကတာဝန်ယူထားတဲ့ ပြည်ထရေးဝင်ကြီးနေရာကိုဝင်ကြီးချုပ်ရဲ့ဖူအားတိုင်းပါတီဘက်ကလိုလားသူနဲ့လဲလှယ်မယ်ဆိုတဲ့တက်စင်ရဲ့ပြောဆိုချက်တွေကြောင့်အစိုးရအဖွဲ့အတွင်းအကွဲအပြဲတွေစတင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီဖြစ်ရတွေနောက်မှာတော့ထိုင်းဝင်ကြီးချုပ်ကိုယာရုကနေနှုတ်ထွက်ပေးဖို့ဖိအားပေးမှုတွေတိုးခဲ့တယ်လို့ဆန္ဒပြမှုတွေလည်းဖြစ်ခဲ့တာပါ။ထိုင်းဝင်ကြီးချုပ်ဟာဘီလီယံနာတရေကြီးတက်စင်ရှင်နဝတ်ရဲ့အငဲဆုံးသမီးဖြစ်တဲ့ပေတုံတန်ရှင်နဝတ်ဟာထိုင်းလွတ်တော်တွင်ကဝင်ကြီးချုပ်ပြန်လဲရွေးချယ်မဲ့ပေးပွဲမှာ မဲရေအတွက်319မဲနဲ့မဲအများဆုံးရရှိပြီးထိုင်းနိုင်ငံရဲ့ဒုတိယမြောက်အမျိုးသမီးဝင်ကြီးချုပ်ဖြစ်ခဲ့တဲ့သူပါအသက်38နှစ်ရှိတဲ့သူဟာအတော်ဖြစ်သူရင်လတ်ရှင်တော်ရဲ့နောက်မှာနိုင်ငံရဲ့အသက်အငယ်ဆုံးဝင်ကြီးချုပ်အဖြစ်ရှိခဲ့တယ်လို့အာရှရဲ့အသက်အငယ်ဆုံးဝင်ကြီးချုပ်လည်းဖြစ်ခဲ့ပါတယ်ပြီးခဲ့တဲ့နှစ်ကထိုင်းနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကဝင်ကြီးချုပ်ဟောင်းစေတာဝရီစင်ကိုဝင်ကြီးချုပ်အဖြစ်ဖယ်ရှားရလို့ဆုံးဖြတ်ပြီးနှစ်ရက်ကြာမှာဟူဟာထိုင်းပါတီရဲ့ခေါင်းဆောင် ပေထုံတန်းကို ဝန်ကြီးချုပ်အဖြစ်ရွေးချယ်မှုဖြစ်ခဲ့တာပါ။သူဟာထိုင်းမှာလွန်ခဲ့တဲ့ဆယ်စုနှစ်နှစ်ခုအတွင်းဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ရှင်နဝက်မျိုးနွယ်ရဲ့စတောက်ဒါမြောက်အစိုးရဦးဆောင်သူဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ဖခင်တက်စင်ရှင်နဝက်အတော်ဖြစ်သူရင်လက်တို့ပါဝင်၃ဦးကိုစစ်တပ်ကအာဏာသိမ်းမှုဒါမှမဟုတ်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးကစီရင်ချက်တွေနဲ့ဖယ်ရှားခဲ့တဲ့အတိုင်းကြုံလာခဲ့တာဖြစ်ပါတယ်။2023ထိုင်းရွေးကောက်ပွဲမှာမဲအများဆုံးရတဲ့ Move Forward ရှေ့သို့ချီပါတီကို စစ်တပ်ကခန့်အပ်ထားတဲ့အထက်လွတ်တော်ကအစိုးရအဖွဲ့ဖွဲ့စည်းဝင်ကိုတားမြစ်ခဲ့ပြီးရဲ့နောက်ဟူဟာတိုင်းပါတီဦးဆောင်တဲ့ညွန်ပေါင်းအဖွဲ့ကဝင်ကြီးချုပ်အဖြစ်တာဝန်ယူပြီးအစိုးရအဖွဲ့ဖွဲ့စည်းဝင်ရလာတာဖြစ်ပါတယ်။အဲဒီနောက်2024ဩဂုတ်လအစောပိုင်းမှာဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးက Move Forward ပါတီကိုဖျက်သိမ်းခဲ့ပြီးခေါင်းဆောင်၁၂ဦးကိုနိုင်ငံရေးအရာဆယ်စုနှစ်တခုကြာပိတ်ပင်ကြောင်းအမိန့်ချထားပါတယ်။မဲနိုင်ရအတိုက်ခံ Move Forward ပါတီဟာ ထက်သိမ်းခံရပြီးရဲ့နောက်လူမှုပါတီပရာရှိပ်ချွန်ဖြင့်အမည်ပြောင်းဖွဲ့စည်းပြီးပါတီကောင်းဆောင်လည်းအပြောင်းလဲလုပ်ခဲ့ပါတယ်။ဒါပြင်ဒုတိယမဲအများဆုံးအနိုင်ရဖူအာထိုင်းပါတီရဲ့ဝင်ကြီးချုပ်မစ္စတာထာရီဆင်လည်းထုတ်ချခံရတာဖြစ်ပါတယ်။ဒီလိုအခြေခံဥပဒေတရားရုံးနဲ့စစ်တပ်ကြောထောက်နောက်ကန်ပါတီတွေရဲ့လှုပ်ဆောင်ချက်တွေကြောင့်ထိုင်းနိုင်ငံရဲ့ရည်ချိန်မတိမငြိမ်ဖြစ်နေချိန်မှာပေတုံတန်ရှင်တော်ကဝင်ကြီးချုပ်ဖြစ်လာလို့သူမှစိန်ခေါ်ချက်အများပြားရှိနေတယ်လို့လည်းမှတ်ချက်ပြုထားကြပါတယ်။ အခုတော့တာဝန်ယူမှုတနည်းပြေဖို့တလအလိုမှာနိုင်ငံရေးအခက်အခက်တွေမျောလင့်ကောက်ချက်ချထားတဲ့အတိုင်းပေထုံတန်ဟာခြေလန်းတလန်းအမမှာဂျာရုကနေဆိုင်းငံ့ခံရမှုဖြစ်လာတာပါတစ်ဖက်မှာလည်းဖွဲ့စည်းပုံခုံရုံးရဲ့အခုဆုံးဖြတ်ချက်ဟာပေထုံတန်အစိုးရအဖွဲ့ကိုနောက်ွယ်ကနေကြိုးကင်ယူလို့ရှုမြင်ခံရတဲ့သူဖခင်တသင်ရှင်တော်ကလည်းသူ့ရဲ့နိုင်ငံရေးပြဿနာတွေရှိနေရချင်းနဲ့လည်းတိုက်ဆိုင်နေပါတယ်တသင်ဟာပြီးခဲ့တဲ့ကိုနှစ်တုန်းကတန်ကိုရီးယားသတင်းစာတစ်ခုကိုပြောတဲ့အင်တာဗျူးတစ်ခုမှာ ထိုင်းပြည်စနစ်ကိုစော်ကားရဲဆိုရဲတရားစွဲဆိုမှုတွေကိုရင်ဆိုင်နေရတာဖြစ်ပါတယ်။တပ်စင်ဟာလည်းတမိဖြစ်သူဝင်ကြီးချုပ်ယာရုဆိုင်းငံ့ခံရတဲ့နေ့မှာပဲသူ့အပေါ်တရားစွဲဆိုမှုတွေကိုစတင်တရားရင်ဆိုင်ရတာပါ။တပ်စင်ဟာလွန်ခဲ့တဲ့15နှစ်အတွင်းပြည်ပမှာနေထိုင်ခဲ့ပြီးတဲ့နောက်ထိုင်းနိုင်ငံကို2023ခုနှစ်မှာပြန်ဝင်လာခဲ့ပါတယ်။ဒါကြောင့်တပ်စင်ဟာထိုင်းတော်ဝင်မိသားစုဥပဒေနဲ့နောက်ဆုံးတရားစွဲခံရတဲ့လူသိရှင်သည့်အဖြစ်ဆုံးထိုင်းနိုင်ငံရေးသမားတအူးလည်းဖြစ်လာပါတယ်။ အာနာယပူဟာထိုင်းပါတီနဲ့သူ့ရဲ့အရင်ကွန်ဆာဗေးတစ်မိဟောင်းဆွေဟောင်းတွေကြားအပေးအယူရဲ့အစိပ်ပိုင်းကြားတက်စင်ရဲ့ပြည်တော်ပြန်မှုထွက်ပေါ်လာခဲ့တာပါအဲ့ဒီမိဟောင်းဆွေဟောင်းတွေထဲမှာရှင်နဝက်အစိုးရနှစ်ခုကို အာနာသိမ့်ပြီးဖြုတ်ချခဲ့တယ်ထိုင်းစစ်တပ်ဘရင်စနစ်နဲ့နှိကက်တဲ့အစုအဖွဲ့တွေထဲကပါဝင်ပါတယ်ပြီးခဲ့တဲ့မတ်26ရက်နေ့ကတော့ထိုင်းဝင်ကြီးချုပ်ပေတုံတန်ရှင်နဝက်ဟာသူ့ကိုအယောင်ကြီးမရှိအစိုးတင်သွင်းမှုကိုလွတ်တော်တွင်မဲခွဲဆုံးဖြတ်မှုမှာ လုံလောက်တဲ့ထောက်ခံမဲတွေရရှိခဲ့တာကြောင့်အယုံကြည်မရှိအဆိုကိုကြော်လွှားနိုင်ခဲ့ပါတယ်။အဲ့ဒီတုန်းကအယုံအကြည်မရှိအဆိုတင်သွင်းမှုကိုလွတ်တော်အမှန်489ဦးအနက်319ဦးကပယ်ချခဲ့ပြီး162ဦးကထောက်ခံခဲ့သလို9ဦးကမဲမပေးဘဲလက်ဆောင်ခဲ့ကြပါတယ်။ပေတုံတန်ဟာအစိုးရအဖွဲ့ကိုဥဆောင်ရဲ့အတွေ့အကြုံအားနည်းကြောင်းနဲ့ထိရမှုမရှိကြောင်းအတိုက်ခံတွေကဆွဆွဲခဲ့ပြီးသူ့ကိုအယုံအကြည်မရှိအဆိုတင်သွင်းခဲ့ကြတာပါ။ အခုတစ်ခေါက်ကတော့အရင်ကထက်ရင်ဆိုင်ရတာခက်ခဲမဲ့အနေအထားကိုတွေ့ရပါတယ်။နေဆက်အရေးမှာသူ့ဘက်ကစစ်သားတယောက်တေးခဲ့တဲ့ကိစ္စကိုအရင်ပြုပြီးလူမှုထောက်ခံမှုရယူလို့တဲ့ဟွန်ဆန်ရဲ့နိုင်ငံရဲ့အမျက်ထုတ်မှုကိုခံရတာပါ။ပေတုံတန်တယောက်နေဆက်အရေးကို အေးအေးဆေးဆေးဖြေရှင်းလို့တဲ့ဆန္ဒကိုအကောင့်ထဲပေါ်ဖို့သူ့အဖေရဲ့ရင်းနှီးတဲ့မိတ်ဆွေကိုစီယုံပြောဆိုဖို့ကြိုးစားခဲ့ပေမဲ့ဟွန်ဆန်ရဲ့လက်ကွက်နဲ့တပ်စင်အုပ်စုကို မလိုလားတဲ့ထိုင်းနိုင်ငံရဲ့သမားတွေရဲ့ထောင်ချောက်ကိုတက်တက်တိုးမိတဲ့အဖြစ်လို့ဆိုရမှာပါ။ ီနိုင်ငံရေးထောင်ချောက်ကိုရောပေတုံတန်တယောက်ကြော်လွားနိုင်အောင်ပါပါလားစိတ်ဝင်စားွယ်စောင့်ကြည့်ရအောင်ပါဖြစ်ပါရဲ့ရှင်